မင်္ဂလာပါရှင်အာလူးငပိချက်လေးချက်စားပါရယ်အာလူးသေးသေးလေးတွေရတာနဲ့မုံမောကကျမကိုပို့ပေးတာပါဒါကကျက်တုံဖြူနဲ့ကျက်တုံနေချိန်ထားတာဖြစ်ပါတယ်အာလူးချက်ရံအတွက်ငပိရောင်တင်မို့ခွဲချက်နဲ့ကျမတို့ပစွန်ချောင်းမှုံကိုပြင်ဆင်ထားပါတယ်ဦးရင်းကိုစီရင်နေငယ်ထဲတယ်ပြီးတော့ရင်တော့ကျမကဒီမှာစနစ်မော်အနေငယ်လေးထဲပါတယ် ိုက်လို့စားကြပါထမင်းရဲမိန်စေတာမို့လို့ကျမဒီမှာမျှဝေခြင်းဖြစ်ပါတယ်ထိတ်ထားတဲ့ချက်တော်အဖြူညီကိုထည့်ပါတယ်ခြင်းမပါပါဘူးရှင်မြမဟင်းလျာတွေမှာစီတက်ကအဓိကမို့စီတက်ကိုတော့လုံးဝမှွေရောက်တတ်ပါတယ်အယောင်လေးတွေရဲလာတဲ့အနေထားဆိုရင်တော့ကျမအယောင်တင်မို့ရဲ့အကြံပတ်ရဲ့ပဇွန်ချောင်းမို့ရဲ့ဒါတွေကိုသူ့တွေကိုကျမထည့်လိုက်ပါတယ်ရှင်ဆွမ်းနာကပြလာတဲ့ဟာတွေကိုထည့်လိုက်တယ် အခုလိုမျိုးလေးဖြစ်လာပြီကျမစီထက်မထည့်ဘူးရှင်ကျမသူ့တွေကိုကျမပြင်ကပြပါတပါးလေးထည့်ပါတယ်ရှင်ဒါပေမဲ့လို့ကျမသူ့တွေကိုရေလေးအနေနဲ့ထည့်ပြီးတော့အနှစ်ကလေးရသည်အထိဒီမှာကျမသူ့ကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်ရှင်စီမထည့်ဘူးเนาะရေနဲ့ပဲဆက်ပြီးတော့သွားမှာဖြစ်ပါတယ် င်ထဲမှာရှိတယ်မြင်ငပိလေးတွေရောပါတယ်အကုန်လုံးတမတ်သွားရင်အတွက်ကျွန်မဒီမှာအချိန်လေးနည်းနည်းပေးပြီးတော့မှုလိုက်ပါအရှင်အနှစ်ကလေဒီတိုင်းကျွန်မတို့တူပြထားမယ်ဆိုရင်ရေနဲ့ဒီအနှစ်နဲ့ဆိုတော့ကပေါပပပဆိုပြီးတော့လိုလာဆင်တဲ့ဒါကြောင့်လို့ရောင်းမနဲ့အစမပြတ်မှုပေးရမှာဖြစ်ပါတယ်ရှင်မှုရင်းမှုနေနဲ့အနှမမှုလေးကိုရရှိပါလိမ့်မယ်အဲ့လိုအနေထားရောက်လာပြီဆိုရင်တော့ ပထမနှိမ့်ဖြတ်ထားတဲ့အာလူးလေးကိုထည့်ပါတယ်။အာလူးကိုကျွန်မကလည်းခွာပြီးတော့စာရီစိမ့်ပါတယ်။ပြီးမှနှိမ့်ဖြတ်ပြီးတော့သူ့ကိုအသုံးပြုသွားတာဖြစ်ပါလိမ့်ရှင်။အာလူးလေးတွေထည့်ပြီးသွားတယ်ဆိုရင်တော့ရေနေနေလို့လို့ကျွန်မကအာလူးထည့်ထားတဲ့ပကံကို ရေချင်းချပြီးတော့ဒီမှာသူ့ကိုအာလူးလေးတွေအနေငယ်နှောလာတဲ့ဒီအဖုံးပိတ်ပြီးတော့တည်ပါတယ်ရှင်။ကျွန်မသူ့ကို15မိနစ်20လောက်တော့တည်ပါတယ်။ 55မိနစ်မိနစ်20နောက်ပိုင်းမှာအာလူးလေးကနူစားပြူလာတဲ့အနေအထားလေးပါစီလေးကလည်းပြန်လာပြီမွေးလည်းမွေးလာပြီအရသာမဟုတ်စိတ်ကြိုက်ထဲပါအချုံမုံကြိုက်အချုံမုံထဲပါငမြိုင်ကြိုက်ငမြိုင်ထဲပါငမြိုင်မကြိုက်စားထဲပါအဆင်ပြေတယ်လို့မိမိရဲ့အရာတော်ကိုညှိနှိုင်းပါတယ်ကျမကတော့ငမြိုင်ရဲ့စားရဲ့အရာတော်မုံရဲ့ထဲလိုက်ပါတယ်ရှင် ဆီလေးပြန်ပြီးတော့အာလူးလေးတွေနူးဤတင်ထီကျွန်မတင်ပေးပါတယ်။နောက်ဆုံးအနေထားလေးပါအခုလိုအနေထားရောက်လာတဲ့ဆိုရင်တော့မကြီးညစ်ခက်ကြတဲ့ဖြော်ထားတာကိုကျွန်မအပေါ်ကနေပြီးတော့လောင်းပြီးတော့ထည့်လိုက်ပါတယ်ရှင်။မကြီးညစ်ကတော့မပြည့်ရပါဘူးခက်ကြတဲ့ဖြော်ထားတာပါရှင်။ဗမိလိုတလောက်ကိုချိန်ဆပြီးတော့ထည့်နိုင်ပါတယ်။ပြီးသွားရင်တော့တဖန်ရောင်းမလေးနဲ့မှုန်ပေးပါတယ်။ အပေါ်ကနေပြီးတော့မိမိကကြိုက်တဲ့တဲ့ဆိုရင်တော့ငယ်သီးစိမ့်တို့မဟုတ်နနမင်းတို့မဟုတ်ကျမလုပ်တယ်လို့မျိုးပဲချက်တုံမိတ်ကိုထပ်ထည့်ပြီးတော့အုံနိုင်ပါတယ်။ပြီးတော့မင်းပိတ်လိုက်ပါရှင်။ဒါဆိုရင်တော့အရန်စားခြင်းစပွဲဖြစ်ပြီးတော့ထမင်းမိန်စေတဲ့အလူငပိချက်လေးရရှိပါပြီ။ဒီတပွဲတဲ့နေ့ရင်ကျမတို့ထမင်းမိန်ပါတယ်။ထမင်းစားလို့ရပါတယ်ရှင်။ ဒီနေ့ဒါဆိုရင်တော့အားလုံးလိုင်းလှူစားနိုင်မယ်လို့ယူဆပါတယ်ရှင်။ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးများကြီးတင်ပါတယ်။ Thank you bye